ကြောင့်တပါဒီမွေးနေ့မှာလာဆောင်မဲမဲမျက်နှာလို့ကျွန်တော်ကိုဝဲပြီးမြင်ရမွေးနေ့မှာစတောင်းစကားလေးပြန်လွှင့် ။ဒဇင်ဖိတ်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတ်တရားနေ့အစီအစဉ်အားနေ့ဒီကနေ့အပြီးလ17ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံးနှင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ အမတရားနဲ့အစီအစဉ်အားနေပထမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မွန်ပြည်နယ်ရင်းမြို့မှာနေတဲ့မောင်လေးမင်းလူတိုင်ရဲ့ဒီနေ့မှပြေးပြောင်းတဲ့22နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။မောင်လေးမင်းလူတိုင်ရဲ့ဒီနေ့မှပြေးပြောင်းတဲ့မွေးနေ့အတွက်ကိုတော့မွန်ပြည်နယ်ရင်းမြို့မှာနေတဲ့ဦးစာကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန် Star FM ကမြန်မာလေးတက်သစင်ဖြူရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မြန်မာလေးတက်သစင်ဖြူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့နေပြည်တော်လေဝေးမှနေတဲ့စုနေတီလင်းလိုင်လိုင်ဝင်းခိုင်ခိုင်ဝင်းနှွေလင်းသူခင့်မတရားကနန်းစင်ထွေနန်းဟေမန်ရန်ကုန်ကဆမ်းမြဲသူနှွေဤဖြူတို့ကပအဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ် ထမမမီတို့ဆူတောင်းပေးရအောင်မဲ့မွေးနေ့ရှင်ကတော့မြင်းကျက်မျိုးကညီမလေးမိုးမိုးဤရဲ့ဒီနေ့မှပြင်းပြောက်တဲ့ဆက်ချောင်းနှင်းပြေးမွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာပဲဖြစ်ပါရယ်ညီမလေးမိုးမိုးဤရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မြင်းကျက်မှာနေတဲ့ဖေဖေဦးတန်းနိုင်ဦးမေမေတော်ကြီးလိုင်းကိုကြီးကိုငိန်ချမ်းကိုဦးမမငိန်ငိန်ဤတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါရယ်ရှင်ဒီနေ့မှမွေးနေ့ပြင်းပြောက်ကြတဲ့မုံပြင်းရဲ့ရေမျိုးကမောင်လေးမင်းလူတိုင် ရန်ကုန် Star FM ကညမာလေးတက်သစင်ဖြိုနဲ့မြင်းချက်မျိုးကညမာလေးမိုးမိုးအီရိုးရဲ့မွေးနေ့အတွက်ကို အမတရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမကောင်းလေးတောင်းစုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးရနေစပြီးတော့ကျန်းမာပျော်ရွှင်ပါစေ။ဘဝမှာကြုံတွေ့လာမယ့်အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါစေ။လူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။ မတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နထိုးကြီးမျိုးနယ်လုံတော်ရွာကတမီလေးစုကလျာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့နှစ်နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။သမီးလေးစုကလျာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ချေရတဲ့ဖေဖေမေမေနဲ့အတူတူနှထိုးကြီးမာနေတဲ့တီတီလေးခင်းနှင်းဝေကပအဝင်တောင်းဆိုလာတာဖြစ်ပါရဲ့ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့နှထိုးကြီးမျိုးနဲ့လုံချောရွာကတမီလေးစုကလျာရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်အနေပြီးတော့မွေးနေ့စုမကောင်းလေးတောင်းစုပြုပေးကြပါရယ်။ Happy birthday ပါမီမီလေးရေ။မိဘကိုအလုပ်ကြီးပြုနိုင်တဲ့တမီးလိမ္မာလေးဖြစ်ပါစေအနာဂတ်မှာထုံလင်းတောင်ပွားမဲ့ကျဲပွင့်လေးဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရနော် အမတ်တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံတွင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံတွင်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်တဲ့နှစ်ပတ်လေ ုဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြင်ဦးလေးမှနေတဲ့တီတီလေးပဲဖြစ်ပါတယ်။သူကတော့ကချင်ပြည်နယ်တနိုင်းမြို့မှာနေတဲ့ဦးအောင်စင်ထွန်းနဲ့ဆရာမဒေါ်မြတ်မြတ်စုတို့ရဲ့ဒီနေ့မှပြင်မြောက်တဲ့28နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မင်္ဂလာဇနီးမောင်နဲ့အတွက်စကားလက်ဆောင်တွေရတော့နှစ်သက်မာတဲ့တူလေးတို့မိသားစုတွေအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဆိုပြီးစကားလက်ဆောင်တွေပေးပေးထားပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မြင်းချက်မာနေတဲ့ညီမလေးမမိုးနဲ့ငိမ့်ငိမ့်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့အမရပူရာမာနေတဲ့ကိုငိမ့်ကိုဦးနဲ့မမေစင်ဦးတို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မင်္ဂလာဇနီးမောင်နဲ့အတွက်စကားလက်ဆောင်တွေကတော့ရတုဆက်ဆက်နှစ်ပတ်လည်တိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်တွေပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်ပြောင်းကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံနာသမျှအခက်ခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရတော့အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်ကိုနေစဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပေဖြစ်ပါတယ်။ The Seven Breath တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာ ကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးကြတဲ့ဆိုရင်တော့နေစဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6391639နဲ့ 399 8993ည9995တို့မှာသုံးရကြိုတင်ပြီးတော့ပါဝင် တောင်းဆိုပေးနိုင်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့သစင် FM ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။